ဲ့ရှိပေးချင်တာကြာပြီပေါ့နော်။တိမ်မှာခက်ခဲရတော့တပေါင်းစင်းမရှိဘူးရှင်ပြတာ။ဟိုအရင်တော့ကတော့စက်ရောက်နေမှာလို့ဘူးပါတယ်။ဒီခက်တိမ်ပုံရင်းရကတော့အစိမ့်ဝင်လက်တိမ်မှာနေလို့လို့ရတော့ဟုတ်ကဲ့။ခင်ဗျားမပုံရင်းနဲ့ငါလိုကကြာလဲစဉ်းပြပါဦး။သူအခုရလာနေမှာရပြလို့ဆိုတာတိတိ1000ဝန်းလောက်ပဲရပါတော့ခလေးလေးကသူတမီးကြီးလေးကလည်းကြောင်တက်နေချိန်ရတော့ပတ်စံနေပိုင်ဥတ္တမိုင်းပေါ့နော် အလုပ်လဲပြန်လုပ်ချင်ပါတယ်ဗောအဲ့လိုတကောင်ကလေးနဲ့မပေါက်ခင်ရင်တို့ချင်းမိပါတယ်အဲ့လိုဘလို့ဘသူ့အမေကဟိုတိုင်နေလို့ရမလဲဆိုတာဗောနော်အဲ့လေချင်ပါမေကုံမေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။မေကုံမေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။တမီးလေးတမီးလားတားလား။တားလေး။ဟောတားလေးအတိတ်ကြီးကဘယ်လောက်ရပြီလဲ။တမီးနဲ့။တမီးနဲ့လေးလား။ကြီးလေးကဘယ်လောက်လဲရှင်။ဟောကြီးလေးက7နှစ်။ဆိုလို့ရှိရင်ဒီလိုမိသားစုတွေကျမတို့မြန်မာနိုင်ငံမှာအများကြီးရှိတယ်ပေါ့နော်။ဆိုလို့ရှိရင်အဖေရောမေရောအလုပ်လုပ်ချင်တယ်။ အဲပြီးလို့ရှိရင်ကလေးကလည်းမိမိခင်တောင်းဝန်နဲ့ဆိုတဲ့ခါကျတော့ကလေးကလည်းအဲကလေးကိုလည်းကြိရှိဖို့လိုတဲ့ခါကျတော့အလုတ်လုတ်ရှင်ပဲမဲ့အလုတ်ကထွက်ရတာပေါ့နော်အဲဒါမျိုးလေးတွေမဖြစ်အောင်ကျမတို့က family friendly work environment ဆိုတာအဲဆိုလို့ရှိရင်မိခင်နဲ့အလုတ်လုတ်ရင်းနဲ့တာသမီတာသမီတွေလည်းနေကလေးတိုင်းကြောင်းမှာထားပြီးတော့မှမိခင်နဲ့တာသမီနဲ့အတူတူအလုတ်တက်တာမျိုးပေါ့နော်အလုတ်တက်အလုတ်ဆင်းလုတ်တာမျိုးပေါ့နော်ဒါမျိုးလေးတွေဖြစ်အောင်ပြည်ကြီးထက်ကြီးလာလို့ရှိရင်လည်းကျမတို့နေကလေးတိုင်းကြောင်းနေပေါ်ခြင်းအပြင်နေကလေးတိုင်းကြောင်းဆိုတော့ ဟိုဟာပေါ့စီးပွားရေးလုပ်ငန်းလေးတွေတဖြည်းဖြည်းပေါ်ပေါက်လာမှာပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ပါတီကစူးစမ်းနေပါတယ်အခုတမိပြောချင်တာအဲ့ဒါကတော့တဖြည်းဖြည်းနဲ့စူးစမ်းရမှာဖြစ်ပါတယ်ဆိုလို့ရှိရင်အခုတမိပြောချင်တာကတော့ပုံစံလုံးမြင့်ပြီးတော့မှလစာဝင်ဝင်နေနေပြီးတော့မှအလုံလုံးရက်နဲ့ဆင်းရဲနေတာပေါ့နော်အဲဒါလေးတွေဖြစ်နေတာဒါလေးတွေကျွန်တော်တို့ဖြေရှင်းဖို့လိုပါတယ်အဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မဲပေးခြင်းနဲ့ပေါ့နော်မဲပေးခြင်းနဲ့နိုင်ငံသားမှတ်ပုံတင်ရပြီလားတမိ အမပုံတင်မရှိဘူးဆိုတော့အခါကျတော့အဲ့ဒါဆိုတော့ကျွန်မတက်ဆိုင်ရပေါ့နော်မြို့နယ်ကကိုအောင်ပြည့်စုံအရှိလားအနောက်လားရှင်လိုင်းတရားရှိလားအနောက်ခုနှစ်ရက်ခုနှစ်ရက်အရှိအဲလိုင်းတရားအရှိပေါ့နော်လိုင်းတရားအရှိကကိုစလေလောင်းနေကုညီပေးလိုက်ပါဦးပေါ့နော်ကျွန်မအဲ့ဒါလေးတောင်းအောင်ပေးချင်ပါတယ်လိုင်းတရားအရှိကကိုစလေလောင်းနေအဲဘာဖြစ်လို့လဲဆိုလို့ရှင်ဒါမြန်မာနိုင်ငံသားမြန်မာလူမျိုးဖြစ်တယ်ဖြစ်တယ်မြန်မာနိုင်ငံရဲ့မှတ်ပုံတင်ရထိုက်တဲ့ ဲ့ဒီဟိုပေါ့နိုင်ငံသားတွေဖြစ်တယ်ပေါ့နော်အဲဖြစ်တဲ့ခါကျတော့မဲရလည်းပေးကျင်တယ်ဆိုတော့လေဆိုလို့ရှိရင်ဒီကိုယ်စလဲလောင်းကြီးကိုဆက်သွယ်ပါရှင်ဥတန့်စင်ဘူးဆိုလို့ရှိရင်ခုနှစ်နေတော့ပွဲပြီးတာနဲ့တခါလဲဆက်သွယ်ပြီးတော့လေဆိုလို့ရှိရင်ဖတ်ပုံတင်ရရှိရေးပေါ့နော်အမျိုးသားဖတ်ပုံတင်ရှိပါအမျိုးသားလည်းမရှိဘူးဆိုလို့ရှိရင်ဖတ်ပုံတင်ရရှိရေးပေါ့ရှင်အဲ့ဒါလေးကလောက်ဝကလည်းတေချာလုတ်ပေးနေပါလေတေချာလုတ်ပေးနေတယ်ဆိုတော့အဲတချို့ပြည်သူလူထုတွေလည်းရုံးကနာအောင်မသွားရင်းတာပေါ့နော် ဒါမျိုးလေးတွေလည်းရှိတယ်ပြီးလို့ရှိရင် form တွေပုံစံတွေအရင်ဖြည့်ခိုင်းလိုက်တဲ့အချိန်မှာကြောက်သွားတာလို့ပါလို့ပေါ့နော်ဆိုလို့ရှိရင်ကုညီပေးလိုက်ပါရှင့်ကုညီပေးလိုက်ပါအဲဆိုကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးအခက်အခဲတွေ့နေတဲ့အလားတူပြည်သူလူထုတွေအများကြီးရှိပါတယ်ကျွန်တော်တို့တက်ဆိုင်ရမြို့နယ်ကနေပြီးတော့မှကုမီပေးချင်ပါတယ်ရှင်ဟဲ့တက်ဆိုင်ရမြို့နယ်ကနေကုမီပေးကြပါလို့ကျွန်မမြတ်တမ်းရခံလို့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်လို့ဟုတ်လို့